မင်္ဂလာပါကဘာပေါ်မှာလူတွေနဲ့အလှမ်းဝေးပြီးတော့ပြုတ်ဝက်ဆန်းကျင်မှုတွေအပြည့်ရှိတဲ့နေရာတစ်ခုကိုသိကျင်ကြသလားရှင်ဒါကတော့တစ်နှစ်ပတ်လုံးရေခဲထုကြီးတွေနဲ့ဖုံးလွှမ်းနေတဲ့အေးဆက်မှုတွေ အောက်ကအလှတရားလို့တောင်ဆိုရမယ့်တာဝန်ရိုးဆုံးကိုပြောတာပါဒီရေခဲပြင်တွေအောက်မှာဘာတွေဖုံးကွယ်ထားသလဲဆိုတာတွေးဘူးပါသလားရှင်လူရှင်တွေတဲကလို့ဂျိုသားတွေရှေးခေတ်တတော်ကြီးတွေများရှိနေမလားဆိုပြီးတော့ပေါ့ကျမတို့လိုပဲကဘာပေါ်ကသိပ္ပံပညာရှင်တွေကလည်းသိကျင်နေကြပါတယ် ဒါကြောင့်ခုချိန်တိုင်းလူသားတွေခြေချနေထိုင်ဖို့အဆင်မပြေတဲ့ကြမ်းတမ်းလာတဲ့ရေခဲတုကြီးမှာတွားရောက်လေ့လာနေကြတာပါဒီဗီဒီယိုမှာတော့သိပ္ပံပညာရှင်တွေကိုတောင်အံ့အားသင့်စေခဲ့ရတဲ့တောင်ဝင်ရိုးစွန်းရဲ့ပြုတ်ဝက်ချက်ခုနှစ်ချက်ကိုစူးစမ်းဖော်ထုတ်ကြည့်လိုက်ရအောင်အဆုံးထိလိုက်ကြည့်ဖို့အဆင်သင့်ဖြစ်ပြီဆိုရင်အခုပဲစလိုက်ကြရအောင်နံပါတ်1ရေခဲပြင်အောက်ကဂျမ်ဘာဆော့တောင်တန်းပထမဆုံးပြုတ်ဝက်ချက်ကတကယ်ကိုစိတ်လှုပ်ရှားစရာပါ တောင်ဝင်ရိုးစုံးရဲ့ရေခဲတုဟာအထူး၄ကီလိုမီတာကျော်နှစ်တသမ၅မိုင်လောက်ရှိပါတယ်။ဒီရေခဲတုတွေကိုနက်နက်ဆိုင်ဆိုင်ထိုးပေါက်ကြည့်ရခါဟိမဝန္တာတောင်တန်းလောက်မြင်မာတဲ့ဂျမ်ဘာဆပ်တောင်တန်းကြီးတစ်ခုကိုတွေ့ရမှာပါ။ဒီတောင်တန်းဟာနှစ်တန်းပေါင်းများစွာရေခဲအောက်မှာဖုံးကွယ်နေခဲ့ပြီးကမ္ဘာရှည်ဦးတိုက်ကြီးတွေရဲ့ဖွဲ့စည်းပုံကိုဖော်ပြတဲ့ကြောက်သားမှတ်တမ်းတွေတင်စီထားနိုင်ပါတယ်။ တကယ်လို့ဒီတောင်တန်းကြီးအထိသာရေခဲတူကြီးကိုဖောက်ထွင်းလေ့လာနိုင်မယ်ဆိုရင်ကဘာကြီးရဲ့ဦးဆုံးဖြစ်တည်မှုတွေကိုလေ့လာနိုင်မှာကတော့အသေးချာပါပဲရှင်။ဒီလျှို့ဝှက်ချက်ကတကယ်ကိုကဘာသမိုင်းရဲ့လှို့ဝှက်တော်တစ်ချောင်းပဲဖြစ်ပါတယ်။နံပါတ်1ရေခဲရဲကမိတောင် Mount Erebus ပရိသတ်ကြီးကတော့တောင်ဝင်ရိုးစွန်းဆိုတာရေခဲတွေကြီးပဲရှိတဲ့နေရာလို့ယူဆထားတော့မဲလားရှင်။ဒါဆိုရင်တော့အမှားကြီးမှားနေပါပြီနော်။ တကယ်တော့ဒီအေးဆက်နေတဲ့ရေခဲကဘာထဲမှာအချိန်ပြည့်တောက်လောင်နေတဲ့ Mount Airbus ဆိုတဲ့မီးတောင်ကြီးတစ်လုံးရှိပါတယ်။ဒီမီးတောင်မှာကဘာပေါ်ကမီးတောင်တိုင်းမှာမရှိနိုင်တဲ့ကြားပါတဲ့ချော်ရည်အိုင်တစ်ခုလည်းရှိနေပါတယ်။ခုအခါမှာတော့ဒီမီးတောင်ရဲ့အပူချိန်ဟာပတ်ဝန်းကျင်က ရေခဲတွေရဲ့အေးခဲမှုအပေါ်ကိုဘယ်လိုတက်ရောက်နေလဲဆိုတာကိုသိပ္ပံပညာရှင်တွေကစူးစမ်းလေ့လာမှုပြုလုပ်နေကြပါတယ်။ဒီနေရာမှာရေခဲတွေနဲ့ပူပြင်းလာတဲ့မီးတောင်ရဲ့ဆန့်ကျင်ဘက်အလှတရားတွေကိုမြင်အောင်ကြည့်လိုက်ပါ။ ဒါဟာတကယ်ကိုအံ့ဩစရာပဲမဟုတ်လားရှင်။နံပါတ်3နှစ်တန်းပေါင်းများစွာကတက်ရှိများ Lake Buster ပြုဝချက်အမှတ်3ကတော့တင့်ကိုတကယ်အံ့အားတင့်စီမှာပါ။ဒါကတော့ဒီဒေတာရဲ့ရေခဲထူ4ကီလိုမီတာအောက်မှာ Lake Buster ဆိုတဲ့အေယာမရေကန်ကြီးတစ်ခုလည်းရှိနေပါသေးတယ်။ဒီရေကန်ကြီးရဲ့ထူးခြားချက်ကတော့လွန်ခဲ့တဲ့နှစ်တန်းပေါင်း15တန်းလောက်ကတည်းကလူသားတွေမထိတွေ့ရသေးတဲ့လှုပ်ဝက်နေရာတစ်ခုဖြစ်နေလို့ပါ။ သိပ္ပံပညာရှင်တွေရဲ့ခံမှန်းချက်အရဒီရေကန်ကြီးထဲမှာရှေးဦးသက်ရှိမျိုးစိတ်တွေရှင်သန်နေနိုင်တယ်လို့ယုံကြည်ထားကြပါတယ်။ဒါကကဘာပြင်ပကဂျူရီပေါ်မှာသက်ရှိတွေကိုရှာဖွေရတာထက်တောင်အရေးပါတဲ့သက်ရှိသမိုင်းရဲ့တဲလွန်စားတစ်ခုဖြစ်နေပါတယ်။ဒီလိုလှုပ်ဝက်စမ်းကြတဲ့ရေကန်ကြီးဟာတွေးမိုံနဲ့စိတ်လှုပ်ရှားစရာကောင်းနေမဟုတ်လားရှင်။နံပါတ်၄ Green Canyon ထက်နေတဲ့၆ကြီး Danman Grish Trench တောင်ဝင်ရိုးစုံမှာနောက်ထပ်အံ့ဩစရာတစ်ခုကတော့ Danman Grish Trench ပါ။ ီ6ကြီးဟာအမေရိကန်ရဲ့ဂရင်းကင်ရုံထက်တောင်ပိုနက်ဆိုင်ပြီးတိကျဆိုရရင်မီတာ3500ကျော်လောက်နက်ပါတယ်ဒီလိုကြီးမားတဲ့6ကြီးအောက်မှာရှေးဟောင်းတက်ရှိရုပ်ကျင်းတွေဒါမှမဟုတ်ကဘာဦးသမိုင်းရဲ့အထောက်ထားတွေဟာဖုံးကွယ်နေနိုင်ပါတယ်ဒီ6ကြီးကိုစူးစမ်းလေ့လာဖို့အတွက်လဲသိပ္ပံပညာရှင်တွေကစ조사လုပ်ဆောင်နေကြပါတယ်နံပါတ်5 drone stage creation trick creation ခုပြောမယ့်လှုပ်ဝက်ချက်ကတော့ကဘာကြီးအတွက်စိုးရင်စရာအကောင်းဆုံးအရာပါ ကဘာကြီးပုံလွေးလာမှုနဲ့လည်းဒါရဲ့ပတ်သက်နေတဲ့အရာဖြစ်လို့ပါဒီဒေတာမှာရှိတဲ့ Twig Glacier ဆိုတဲ့ရေခဲတောင်ကြီးကို Dunsday Glacier ရှိလို့တောင်တင်စားခေါ်ကြရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရေခဲတောင်ကြီးအပြည့်အဝအည်ပျော်ပြီးပြိုကျသွားမယ်ဆိုရင်ကဘာတဝန်းကပင်လယ်ရေမျက်နှာပြင်ဟာ3မီတာအထိမြင့်တက်လာနိုင်ပါတယ်။ဒီလိုမြင့်တက်လာရင်ကန်ယိုရန်မြို့ကြီးတွေနဲ့ကျွန်းနိုင်ငံတွေဟာပင်လယ်ရေအောက်ကိုရောက်ရှိသွားကြမှာပါ။ဒါဟာကဘာကြီးအတွက်ကြီးမားတဲ့အနေအထားတစ်ခုပါပဲနော်။ ဒါကြောင့်ကမ္ဘာကြီးပုံနွေးလာမှုကိုထိန်းချုပ်ဖို့ကမ္ဘာနိုင်ငံအသီးသီးကအလေးပေးပြီးဝိုင်းဝန်းဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်။နံပါတ်6စောင်းရာသီမှာတားပေါက်တဲ့အေယာမပင်ကွင်းများ Infara Penguins တောင်ဝင်ရိုးစွန်းဆိုတာရေခဲတွေနဲ့တောင်တန်းတွေကြီးမဟုတ်ပါဘူးနော်။ဒီလိုကြမ်းတမ်းခက်ခဲတဲ့နေရာမှာနေထိုင်နေတဲ့အံ့ဖွယ်သက်ရှိတွေလည်းရှင်သန်နေကြပါတယ်။သို့တဖြင့် Infara Penguins တွေဟာစောင်းရာသီရဲ့အပူချိန်အနုပ်60ဒီဂရီဆက်စီရဲ့လောက်အေးတဲ့အခြေအနေမှာတောင်တားပေါက်နိုင်ကြပါတယ် ဒီလိုအိဆက်လုံးနဲ့ပတ်ဝန်းကျင်မှာရှင်သန်နိုင်ဖို့သူတို့ရဲ့လှုပ်ဆောင်ပုံတွေကလည်းစိတ်ဝင်စားစရာပါသူတို့ဟာရေခဲပြင်ကျဲကြီးပေါ်မှာအကောင်ထောင်ပေါင်းများစွာစုပြီးရက်နေကအုပ်စုရဲ့အလဲကောင်ကိုတကောင်ပြီးတကောင်တိုးဝင်နေကြပြီးနှွေးထွေးအောင်ပြုလုပ်တတ်ကြပါတယ်ချီးတွေကတားပေါက်ကလေးတွေကိုခြေထောက်တွေပေါ်မှာတင်ဆောင်ပြီးဆောက်ရှောက်ပေးကြပါတယ်ဒီလိုတဘာဝရဲ့ဉာဏ်ပညာနဲ့ရှင်သန်နည်းတွေကတကယ်ကိုရင်သက်ရှုမောဖွယ်ပါပဲနော်နံပါတ်9ရေခဲအောက်ကရှေးဟောင်းတမိုင်း Edward Sagridge Highlands နောက်ဆုံးပြုတ်ဝက်ချက်ကတော့ Edward Sagridge Highlands ကုန်းမြင့်ဒေသပါဒီကုန်းမြင့်ဒေသဟာရေခဲအောက်မှာဖုံးကွယ်နေပြီးလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကကမ္ဘာရာသီဥတုနဲ့ပတ်သက်တဲ့ထောက်ထားတွေကိုသိသိထားနိုင်ပါတယ်ဒီနေရာကိုလေ့လာခြင်းအဖြစ်ကမ္ဘာသမိုင်းရဲ့ရာသီဥတုပြောင်းလဲမှုတွေသက်ရှိအကျဉ်းကျန်တွေကိုဖော်ထုတ်နိုင်မှာပါဒါကကျမတို့ကဘာကြီးရဲ့အတိတ်ကာလကိုပြန်လည်ဖွင့်ဟပေးမယ့်အချိန်ခီးသွားဆက်တစ်ခုပါပဲရှင်။ ဒီချက်တွေက တောင်ဝင်ရိုးစွန်းကအနာတီးကတိုက်ဆိုတာရေခဲပြင်တွေပဲတည်ရှိတဲ့နေရာတစ်ခုထပ်ပေါ်တဲ့အကြောင်းအရာတွေရှိနေတယ်ဆိုတာကိုမိမောင်းထုတ်ပြနေပါတယ်ဒီနေရာဟာကမ္ဘာသမိုင်းရဲ့ပြိုဝဲချက်တွေအံ့ဖွယ်သက်ရှိတွေနဲ့ကမ္ဘာယာတီဥတုပြောင်းလဲမှုရဲ့ပြိုဝဲချက်တွေကိုတင်ဆီထားတဲ့အဘာဝရဲ့အေယာမပြရိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်ဒီလိုလှုပ်ဝဲချက်တွေကိုဖော်ထုတ်လေ့လာနိုင်ရင်ကျမတို့ရဲ့ကမ္ဘာကြီးအကြောင်းကိုပုံမနားလည်လာနိုင်မှာပါဒီဗီဒီယိုနဲ့ပတ်သက်ပြီးတင်းရဲ့အတွေးအမြင်တွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ပါဦးရှင် အဆုံးထိလိုက်ပါကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုအံ့ဩစရာအကြောင်းအရာတွေကိုထပ်မံကြီးစုခြင်းနဲ့ဆိုရင် like နှိပ်ပြီး subscribe လုပ်ခဲ့ပါဦးနော်။နောက်ထပ်စိတ်လှုပ်ရှားစရာအကြောင်းအရာတွေနဲ့ပြန်ဆောင်ကြရအောင်။ကျေးဇူးတင်ပါတယ်ရှင်။